ကျွန်တော်သိန်းသုံးတော်ဝင်ကျင်နေတဲ့ဒါအနီးစကန်ဈေးကုန်းမှာရှိတဲ့တထက်ခွဲအာစီလှလာလေးကိုကျွန်တော်ဒီနေ့ရောင်းချပြီးတော့ဖြစ်ပါတယ်ဒီနေ့ကကျွန်တော် master baron ကကျွန်တော်တို့သုံးခန်းပါတယ် single baron ကတစ်ခန်းပါတယ်အထဲမှာကျွန်တော်တို့ pre ball ကတွေအစုံနဲ့နော်အိမ်လှလာလေးဖြစ်ပါတယ်မျက်နှာစာကကျွန်တော်တို့60ရှိတယ်နောက်ဘက်က40ရှိတယ်ဒီအာစီတထက်ကိုတော်တော်လေးပြိုးလင်းနေ live ဖြစ်အောင်နော်တော်တော်လေးလှလာလေးစောက်တာတွေ့ရတယ် air gun လေးပါတယ်လည်းအကုန်ပါတယ်နော်ရေစက်တွေရေမော်တာတွေအဲ့လိုအစုံပေါ်တယ်ဒီမှာတို့ဆိုကားပါကင်ကားပါကင်ဆိုကားနှစ်စီးထိုးလို့ရမယ် အဲသူကနောက်ကို40ပေါ့နော်ဒီဘက်ကို60ဖြစ်မယ်အိမ်က stretcher လည်းမစိုးဘူးဗျတော်တော်ကောင်းတယ်ဗျနော်အဲဒီမှာဆို runner လေးပတ်ထားတယ်အဲဒီဘက်မှာဆိုရင်ဒါအရှိကိုထွက်တဲ့တကားပေါ့နော်အဲဒီမှာဆိုရေဆက်တကြီး motor တွေရေတွင်းနေနဲ့အဲ့လိုထိုင်ထားတာအဲသူကအဲကျွန်းနေတော်တော်များသုံးတာတွေ့ရတယ်နော်အိမ်က luminator ကျွန်တော်တစ်နှစ်လောက်ဆိုတော့ဗျာတချို့ပေါင်းထားတာလေးတွေရှိတယ်ပြီးရင်ကျွန်းတကားလေးတွေ policy နည်းနည်းလေးပြန်လောက်အောင်ပေါ့နော်ဒါပေမဲ့ stretcher တော်တော်ကောင်းတယ်စေးရပါဆိုရင်လည်းဒါ premium ရတယ်တုတ်ထားတယ်နော်အဲ့တော့ ထည့်ဝင်ကြည့်ကြမယ်။ Okay ဒီကောင်ကတော့အေကန်လေးပေါ့နော်။အေကန်ဖြစ်မယ်။အေကန်မှာသူကကျွန်တော် TV cabinet တွေနဲ့ဒီမှာအေကန်နဲ့ကျွန်တော်တို့ kitchen ကိုဒါ partition လုပ်ထားတယ် partition တွေရောစာအုပ်စင်တွေရောပါပြီးသားဖြစ်ပြီနော်အဲအေကန်ကလည်းကျေပါတယ်ဒီမှာ TV ထားမယ်ဒီမှာ power socket တွေပါမယ်ပြီးရင်ဒီမှာ vinyl roof တွေနဲ့ဒါ decorate လုပ်ထားတဲ့အနေထားပေါ့နော်အပေါ်က ceiling ဆိုလဲ ceiling တစ်ချက်ပြလား ceiling နဲ့ ဒါ light tree တွေပါနော်အမလှလာလေးဖန်ကြီးကြတာပေါ့နော်ပြီးရင်ဒီဘက်မှာကဒီမှာဆိုရင်လည်းကျွန်တော် eco roof တွေနဲ့ပဲလှုပ်ထတာဒီမှာဘားကောက်တာလေးတစ်ခုပါတယ်အဲဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့က modern house design ပေါ့နော် interior decoration ကိုအညော်ဆုပ်ဆက်တွေပါမယ်ပြီးရင်အပေါ် cabinet တွေပါမယ် out cabinet တွေပါမယ်ဟင်းချက်ဖို့ပါညာအစုံပေါ့နော်အကုန်လုံးပါပြီးသားဒီမှာအပကံနေထားတဲ့ shape တွေပါရောအကုန်လုံးပါပြီးသားဟိုဘက်မှာဆိုရင် absorb fan ပါပဲနော်အကုန်လုံးတိန်တော့ပြည့်ပြည့်စုံပြီးသားနော်ပြည့်ပြည့်စုံပြီးသားဖြစ်တယ်ဒါဆိုအပေါ်ကိုတက်တက်လှေကားလေး အပေါ်မှာမာစာဘလုံးကတခမ်းပါသေးတယ်အဲ့ဒီတက်တက်လေးကားလေးဖြစ်မယ်ညီမဆိုဘုံရင်ကျူကနဲ့အိမ်သာသူဘုံရင်ကအိမ်သာမှာလည်းပစ္စည်းတွေတော်တော်ကောင်းတာကိုတွေ့ရတယ်နော် tree fashion shower တွေပါတယ်လက်စည်းဖို့အတွက်ဒီမှာလုံးဆက်ပြပြီးပါတယ်အဲ့လိုမျိုးအကုန်ထည့်ထားမှာ tower rest တွေပါတယ်ရောဒီမှာဆိုရင် basin တွေပါမယ်ပုံမှာဆိုရင်ကျွန်တော်တို့ exhaust fan ပါမယ်နော်အဲ့တော့အထဲအောက်ထပ်မှာမာစာဘလုံးကနှက်ခမ်းပါတယ်နော်နှက်ခမ်းပါတော့အဲဒီဘက်ခမ်းကိုအရင်ပြောင်းဒီကောင်ကမာစာဘလုံးအသေးပေါ့နော်တယောက်အိတ် တော့ကတိဒီမာကြီးလည်းအကုန်လုံးထားခဲ့ပါဒီမှာတန်ပန်းတန်ကားကြီးဆိုဂျပန်ကွက်တွေနော်နော်ပြီးရင်ဒီမှာသူကဒီ show shower တွေဘာတွေရဆာပြီးတော်တော်ကောင်းတာကိုတွေ့ရတယ်နော်တုံးထားတယ်ပစ္စည်းဒီမှာဆိုရင်လည်း shoe cabinet ပုံစံမျိုးလေးနော်အဲ့လိုထားရတာဖြစ်ပါတယ်โอเคအဲ့ကန်ပြီးမှာဖျားကန်ပေါ့နော်ဖျားကန်ဆိုရင်လည်းသူကအဲကျွန်တော်တို့ဒါဖျားကြောင်းဆောင်ပေါ့နော်ဖျားကြောင်းဆောင်ကိုကျွန်တော် modern ဖျားကြောင်းဆောင် block book တွေနဲ့တုံးထားတယ်နောက်မှာ live view တွေပါထည့်ထားတယ်ကျွန်တော်ဖျားဆင်းမှုတော်လေးတစ်ခါလေးပူဇော်လိုက်အောင်ပါဗျာ ။ဒီမှာဆိုရင်လည်းခုနကအခန်းလေးပေါ့နော်။ဒါတယောက်ရေးခန်းလေး။ဘုရားကျောင်းလောက်နဲ့ဆက်ထားတာလူကြီးတွေပါလေပေါ့နော်။ထားမယ်ဆိုရင်အဆင်ပြေတယ်နော်။ဘုရားဝယ်ပြုဘာညာပြင်ဝင်အေးပေါ့နော်။အဲ့တော့ဟိုဘက်မှာရှိတဲ့အဲ့ကျွန်တော်တို့ဘာသာဘရုံတခန်းစင်ကာဘရုံတခန်းကိုလိုက်ပြမယ်။ဒီနေ့တော်တော်လေးကိုပြည့်ပြည့်စုံစုံကိုတွေ့ရတယ်နော်။ဒီမှာဆိုလဲကျွန်တော်တို့ဒါအလှပန်းဦးလေးတွေပဲဖြစ်ဖြစ်တခုထားပေါ့နော်အဲဒီမှာဆိုမာရှာဘရွန်ဒီမှာဆာဘရွန်ကအကျယ်ကြီးပေါ့နော်ဒီမှာအကျယ်ဆုံးမာရှာဘရွန်ဖြစ်မယ်အဲကျွန်တော်တို့ဗီဒီယိုတွေပါလေပါပြီးသား ဒါဆို6ဝေ6ဝေကိုရဂတင်ပေါ့နော်အဲကြိတ်သားနဲ့ဂတင်ပါမယ်ဒီမှာဆိုရင် TV စင်းပါပြီလား TV နဲ့ရေခဲတက်တာတော့သူမပေးခဲ့ဘူးလေအဲဒီမှာဆိုရင်ဒါဆိုမှန်နေကုန်လေးပါတယ်နော်အဝက်လဲကန်းအနေနဲ့တုံးလို့လည်းရတယ်ဒီမှာရေချူကန်းနဲ့အိမ်တယ်ဒီရေချူကန်းနဲ့အိမ်တာကသူကမာစတာဘရွန်ကိုဒါ main မာစတာဘရွန်အနေနဲ့တုံးတာနော်ရှာဝါတွေပါဆိုကြည့်လိုက် fashion ဒါ for fashion ပုံစံမျိုးနော်ရှာဝါတွေပါဒီကျွန်တော်အနံ့ဆုပ်တဲ့ပန်ခါလေးလေးအောက်မှာမချော်တဲ့ကြွေပြားတွေရောပတ်ပတ်လေးမှာကြွေပြားကတ်ထရာတွေရော တော်တော်မိုက်တယ်တကာ quality တွေရောဒါဒီဘက်ကို runner ကိုဖြစ်တယ်တကာဟုတ်တယ်အဲဒီကောင်ကပါကင်နော်ကပါကင်ကနေတန်းဝင်လို့ရတဲ့ပုံစံမျိုးဒါပေမဲ့ဒီဘက်ကတိုက်တော့သုံးပြမယ်ပုံတော့မပေါ်ပါဘူးနော် okay အဆိုရင်ကျွန်တော်တို့ single barrel လေးတစ်ခန်းကျန်သေးတယ်နော်ဒီအောက်ထပ်ပါ single barrel လေးတစ်ခန်းကိုပြပါမယ် ဒီကောင်ကတော့ကျွန်တော် single barrel လေးเนาะဒါတယောက်ကြီးပေါ့ခလေးတွေပါထားလို့လည်းရတယ်ဟိုဘက်မှာလူကြီးထားလို့ရမယ်ဒီဘက်မှာခလေးထားလို့ရမယ်ဒီဘက်မှာမိသားစုเนาะလင်မယားနှစ်ယောက်ကိုလင်မယားနှစ်ယောက်နေလို့ရမယ်အပေါ်ထဲမှာရှိတယ် master barrel အခန်းကြီးကိုလိုက်ပြလေကောင်မှာသူကဒါမျိုးလေးပေါ့เนาะ cabinet လေးလောက်ထားတော့ရှူးတွေပါထည့်လို့ရတယ်เนาะဒီမှာဆိုလဲအဲဒါတွေရွှေလိုပြောင်းလို့ရတဲ့ဟာတွေဆိုတော့ခြားနေရာမှာတောင်းလို့လည်းရတယ်โอเคကျွန်တော်တို့အပေါ်ထဲမှာ เนาะအဲဒီမှာကျွန်တော် liberal အနေနဲ့တုံးလို့ရတာရှိတယ်အဲဒီမှာဆိုရင်ကျွန်တော်တို့ store လုပ်လို့ရတယ်เนาะနေရပါဘောเนาะ server လုံးတစ်ခန်းပါတယ်ဒီကောင်းတော့တယောက်အိတ်ကတယ်လေးနဲ့ဒါတယောက်တယောက်အိတ်လို့ရမှာဘောเนาะဒီ master server ကဒီမှာဆိုရင်ရေချိုးခါနဲ့အိမ်လာပါတယ်ဒီအထဲမှာလည်းကျွန်တော်ဒါရေချိုးဖို့ရောအဲတန့်စင်ကအနေနဲ့တုံးဖို့အကုန်လုံးပါပြီးသားဖြစ်တယ်เนาะအဲ့တော့ဒီမှာ runner လေးထွက်ကြပါ ကဲဒါအနိစကမှာဈေးကုန်းမှာဖြစ်တယ်ဗျာနော်ဈေးကုန်းမှာကျွန်တော်ပြေးဦးနေနဲ့လိုက်တဲ့အိမ်လေးပေါ့နော်တထခွဲအိမ်လေး RC ကိုတော်တော်လေးကောက်တော့တွေ့ရတယ်ဗျာဒီနေရာလေးရလဲသူ့အောင်သူစီကားတဲ့နေရာလေးပေါ့နော်အဲ့တော့ကျွန်တော်သိန်း3တော့ဒါ200နဲ့ဈေးဖွင့်တာလေသိန်း3တော့ဝင်ချင်တယ်ညှိပြောရောင်းချပြောဖြစ်တယ်နော်သိန်း3တော့ဝင်ချင်ရမယ်ကျွန်တော်မာချဘရုံ3ငယ်စင်ကာပူရုံတခန်းနဲ့နော် pre war ကအစုံနဲ့ကျွန်တော်လမ်းနေလဲကျဲမယ်ကျွန်တော်ကျွန်တော်အနိစကန်ကနေဝင်လာမယ်ဆိုရင်အနိစကန်ဈေးကုန်းကိုကျွန်တော်3မိနစ်ခွဲ5မိနစ်လောက်ဆိုရောက်မယ့်နေရာမျိုးမှာရှိတယ် အဲအဲ့တော့ကျွန်တော်တို့ဒါ dream house ကိုဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်ကိုအမြဲတမ်းမေးနေကြရတယ် dream house ကိုဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်က3996014466000ဖြစ်ပါတယ်။ဒါရိုက်ဆက်သွယ်ပြီးတော့ကျွန်တော်အိမ်လေးလိုက်ကြည့်လို့ရတယ်။တိတိတော့ပါလေဗျ။